မင်္ဂလာပါ။ဒီချက်ဒီနေ့သင်မဲ့သင်ခန်းစာကတော့ Chapter 6 Vibration of String, Resonance and Vibration of Air Column ။အဒီခန်းမှာတော့ကျိုးတွေရဲ့တုံးခါခြင်း၊ဟိန်းခြင်း၊လေတိုင်းတွေတုံးခါခြင်းအကြောင်းပြောရမယ်ဆိုရင်တော့အတန်အကြောင်းပေါ့နော်။အတန်အကြောင်းကိုဆွေးနွေးမှာဖြစ်ပါတယ်။အဲ့တော့ ဒီသင်ခန်းစာတင်ကြားရခြင်းရဲ့ရည်ရချက်ကိုဒီချက်အရင်ဆုံးပြောပါမယ် analysis the characteristics of stationary wave investigate vibrating string is mine sound produced by resonant column and organ pipes explain intensity of wave acquire basis knowledge of generation and propagation of waves ဒီသင်ခန်းစာတင်ကြားရခြင်းရွေချက်တွေကတော့တန်လိုင်းနေရဲ့သဘာဝကိုလေ့လာစစ်စစ်ဖို့ရဲ့နောက်တုံခါနေတဲ့ကျိုးတွေကိုကျွန်တော်လေ့လာစူးစမ်းကြမယ်။ခွင်းကြတဲ့လေတိုင်းနေနဲ့ organ byte တွေကထွက်လာတဲ့အတန်ကိုလေ့လာပါမယ်။လှိုင်းများရဲ့ပြင်အကြောင်းကို ရှင်းပြတတ်စေဖို့ရဲ့နောက်ရှေတိုးလိုင်းများဖြစ်ပေါ်လာပုံနဲ့ပြန့်နှံ့ပုံရဲ့အခြေခံအသိပညာများကိုရရှိစေဖို့အတွက်ဒီသင်ခန်းစာတင်ကြားရခြင်းဖြစ်ပါတယ်။ most musical instrument produce sound due to vibration of the string and air column these vibrations give rise to wave known as stationary wave in the string or air column and cause progresses waves to spread out from musical instrument ဒီချက်ချိန်မှာလည်းပြောခဲ့ပါဗျာဒီခန်းမှာဒါကျိုးတွေရဲ့တုံးခါခြင်း နောက်ဟင်းချင်းနေနဲ့လေတိုင်းနေတုံးခါချင်းအကြောင်းအတန်ဖြစ်ပေါ်ပုံကိုဆွေးနွေးမယ်သင်ကြားမှာပဲဖြစ်ပါတယ်။ဟောတူရိယာပစ္စည်းအများစုအားဆိုရင်ကျိုးနဲ့လေတိုင်းနေတုံးခါချင်းကြောင့်အတန်ကိုထုတ်လွတ်ပါတယ်။အဲ့လိုတုံးခါချင်းတွေဟာကျိုးနဲ့လေတိုင်းတွေမှာရက်တန်ラインကို ဖြစ်ပေါ်စေတဲ့ stationary wave ပေါ့เนาะအဲ့တော့အဲ့ဒီရက်တန်ラインတွေကအတန်ကိုထုတ်လွတ်ပါတယ်အဲ့ဒါကိုတော့ progressive wave shadow line တွေလို့ခေါ်ပါတယ် shadow line တွေလို့သိရမှာပဲဖြစ်ပါတယ် Waves are classified as progressive wave and stationary wave. Progressive waves separate out from the region in which they are produced. Unlike progressive waves, stationary waves don't separate out but remain in the region in which they are produced. So they are also called stationary wave. Imaro stationary wave ne progressive wave go kwejaa. ပြောมาပဲဖြစ်ပါတယ်ခွဲကြပြီးတော့ဆွေးနွေးมาပဲဖြစ်ပါတယ်လိုင်းတွေကိုတကယ်တော့ရှေတိုးလိုင်းနဲ့ရက်တန်လိုင်းရှေတိုးလိုင်းဆိုတော့ progressive wave stationary wave ဆိုတဲ့ရက်တန်လိုင်းတွေကဆိုပြီးတော့နှစ်မျိုးခွဲခြားထားပါတယ်အဲ့တော့ရှေတိုးလိုင်းတွေဟာဆိုရင်သူတို့ကိုထုတ်လွတ်တဲ့ region သူတို့ကိုထုတ်လွတ်တဲ့နေရာနေပြီးတော့ဘေးကိုပြန်သွားတဲ့လိုင်းတွေဖြစ်ပါတယ်ဟာဥပမာပြောရမယ်ဆိုရင်တကယ်တော့စကားပြောတဲ့အတန်လိုင်းတွေနောက် ရေထဲကနေဟိုဟာရေကိုရေကန်ထဲကိုကြောက်တုံးပစ်ချလိုက်တဲ့အခါမှာဖြစ်ပေါ်လာတဲ့လှိုင်းမျိုးအဲ့ဒါတွေကတော့ progressive wave လို့ခြေတို့ကသတ်မှတ်ပါတယ်အဲ့တော့ shadow line နဲ့မတူတဲ့ရက်တန် line တွေကတော့ဘေးကို don't spread ပြန့်နှံ့ခြင်းမရှိဘဲနဲ့သူတို့ရှိနေတဲ့နယ်ပယ်မှာပဲရှိနေမယ်ဖြစ်ပေါ်နေမယ်အဲ့ဒါကို stationary wave လို့ခေါ်ပါတယ်ဆက်ကြည့်ရအောင် sound wave which travel in air one we speak and water with which travel on the water surface when a stone is dropped are progressive waves. Progressive waves carry energy through the medium. The wave produced in a hollow tube such as flutes and in string instruments such as violins and mandolins are stationary waves. Doris Gabriel Kama, Lereo Yaudore, Tan Line Rene, Line ဖြစ်ပေါ်လာတဲ့ရေလိုင်းတွေဆိုဘလို့ရေလိုင်းတွေလဲဆိုရင်အာဒီရေကန်ထဲကိုဂဲလုံးတစ်လုံးထည့်လိုက်တဲ့အခါမှာပစ်ချလို့ဖြစ်ပေါ်လာတဲ့ရေလိုင်းတွေပေါ့အဲ့ဒါတွေကရှေ့တိုးလိုင်းတွေပဲဖြစ်တယ် progressive wave တွေပဲဖြစ်တယ်သူတို့ဟာသူတို့ဖြတ်တန်းလာတဲ့ဂျားကန်တွေတစ်ချောင်းမှာစွမ်းအင်တွေကိုသူတို့ကဆက်ပြီးတော့တည်သွားပါတယ်။နောက်ပလွေလိုမျိုးပေါ့ခေါင်းပွားပြိုနေရဲ့ အတွင်းမှာဖြစ်ပေါ်တဲ့အတန်နဲ့တော့တရောတွေမက်ဒလင်တွေပေါ့ကျိုးတက်ဒုရီယာတွေမှာဖြစ်ပေါ်တဲ့ထုတ်လွတ်တဲ့လှိုင်းတွေကတော့ stationary wave လို့ခေါ်တဲ့ရက်တန်လှိုင်းတွေပဲဖြစ်ပါတယ် stationary wave အကြောင်းကိုဆက်ပြီးတော့ဆွေးနွေးရအောင် a stationary wave is the resultant wave by the superposition of two waves of the same type having equal amplitude and velocity traveling in opposite direction the formation of stationary wave can be demonstrate as a follow အဲ့တော့ stationary wave ဆိုတဲ့ရက်တန်လိုင်းတွေကဘယ်လိုဖြစ်ပေါ်လဲဆိုရင်သူတို့ဆန့်ကျင်ဘက်ဥတီတဲ့အတိုင်းသွားနေတဲ့လွှဲကျဲတူ အလျားတူတဲ့အမျိုးအစားတူတဲ့လိုင်းနှစ်ခုတစ်ခုနဲ့တစ်ခုနဲ့ superpositions လို့ခေါ်တဲ့ထပ်ချင်းဖြစ်တဲ့အခါမှာ အကျိုးဖြစ် line တစ်ခု resultant line တစ်ခုရပါတယ် resultant wave တစ်ခုရတယ်အဲ့ဒီ wave ကိုရက်တန် line လို့ခေါ်ခြင်းပဲဖြစ်ပါတယ် stationary wave ဖြစ်ပေါ်လာတာကိုသရုပ်ပြမယ်ဆိုရင်ဒီပေါ်ပြထားတဲ့အတိုင်းသရုပ်ပြလို့ရပါတယ်ဆက်ကြည့်အောင် one end of the string is fastened to the vibrating end of an electric vibrator and the other end is held by the hand when the electric vibrator is activated When the string is held tightly, the string vibrates due to the electric vibrator. The incident wave travels from the vibrator to the hand, and the reflected wave travels from the hand to the vibrator. The resultant wave obtained from the superposition of incident and the reflected wave is the stationary wave as shown in figure. Okay, ဒီ stationary way ဖြစ်ပေါ်လာတဲ့ပုံလေး demonstration လေးကိုဆက်ပြီးတော့ကြည့်အောင်နော်ကျိုးရဲ့အစွန်းတစ်ခုကို electric vibrator ရဲ့တုံခါလက်တံရဲ့အစွန်းမှာမြဲအောင်ခြိထားမယ်ကြံအစွန်းတစ်ဖက်ကိုတော့လက်နဲ့တင်းအောင်ဆွဲထားပါမယ်အဲ့ဒီအခါမှာ electric vibrator ကိုအဲရဲ့ခလုတ်ကိုဖြန့်ပြီးတော့ electric vibrator ကိုတုံခါအောင်လုပ်မယ်ဆိုရင်ကျိုးဟာတုံခါနေမယ်အဲ့တော့လက်နဲ့ vibrator ရဲ့ကြားမှာအဲ့ဒီအခါမှာအဲ့လိုတုံးခါခြင်းကြောင့်လှိုင်းတွေဖြစ်ပေါ်လာပါမယ် တော့ရိုက်လိုင်းပေါ့အသွားလိုင်းဟာ vibrator နဲ့ vibrator ကနေ hand ကိုသွားမယ်ပြန်လိုင်းအပြန်လိုင်းအပြန်လိုင်း reflected wave ရတော့ hand နဲ့ vibrator hand ကနေ vibrator ကိုသွားမယ်ဒါကြောင့်ရိုက်လိုင်းနဲ့ပြန်လိုင်းဟာပေါင်းထပ်ပြီးဖြစ်ပေါ်လာတဲ့အကျိုးဖြစ် line ကို stationary wave လို့ ခေါ်ပါတယ် stationary wave တခုဒီလိုပုံစံမျိုးနဲ့ဖြစ်ပေါ်လာပါတယ်အဲ့တော့ပုံမှန်လည်းပြထားပါတယ်ကိုယ်တိုင်လည်းစမ်းသပ်ကြည့်လို့ရပါတယ်ကိုယ်တိုင်လည်း find out လုပ်ကြည့်မယ်အဲကိုယ်တိုင်လက်တွေ့စမ်းသပ်ကြည့်မယ်ဆိုရင်လည်းဒီ stationary wave ရဲ့ demonstration ကိုလုပ်နိုင်မှာပဲဖြစ်ပါတယ်ဆက်ကြည့်ရအောင်เนาะ principle of superposition waves have linearity property when two or more wave pass the same point The resultant wave at the point is the sum of the individual waves. This is called principle of superposition. If the resultant wave has a larger amplitude than that of individual waves, this is said to be constructive interference. If the resultant wave has smaller amplitude than that of individual waves, this is said to be destructive interference. If the resonant wave has a zero amplitude, it is to be completely disrupted interference in figure. ပေါင်းထက်ခြင်းနေရာမှာကိုတစ်ချက်လို့လေ့လာကြည့်အောင်။လှိုင်းနေမှာဆိုရင်အဖြောင့်ကုန်သတ္တိ linearity property အဖြောင့်ကုန်သတ္တိရှိပါတယ်။ဆိုလိုတာကတော့လှိုင်းတစ်ခုမှာလှိုင်းတစ်ခုက အမှတ်တစ်ခုမှာ တွဲဆုံပေါင်းထက်ပြီးတဲ့နောက်မှာ အဲ့ဒီ line တစ်ခုဟာသူတို့ရဲ့မူလဥတီဘက်တွေအတိုင်းဆက်ပြီးတော့သွားတယ်လို့ပြောချင်တာပါနှစ်ခုဒါမှမဟုတ်နှစ်ခုထက်ပိုတဲ့ line တွေဟာအမှတ်တစ်ခုကို ဖြတ်သွားတဲ့အခါမှာအဲ့ဒီအမှတ်မှာရှိတဲ့ resultant wave က line တစ်ခုစီရဲ့ပေါင်းလက်ဖြစ်ပါတယ်အဲ့ဒီဖြစ်စဉ်ကို principle of superposition လို့ခေါ်ပါတယ်တကယ်လို့အမှတ်တစ်ခုကို ဖြတ်သွားတဲ့အကျိုးပြ line resultant wave ဟာ လိုင်းတစ်ခုစီရဲ့ amplitude ထက်ကြီးမယ်ဆိုရင်အဲ့ဒီလိုင်းထက်ချင်းမျိုးကို အားဖြည့်လိုင်းထက်ချင်း constructed interference လို့ခေါ်ပါတယ်တကယ်လို့များအမတ်တစ်ခုကိုဖြတ်သွားတဲ့အကျိုးဖြစ် line resultant wave ဟာသူ့ရဲ့လာတဲ့လိုင်းတစ်ခုစီရဲ့ amplitude ထက်ကြီးမယ်ဆိုရင်အဲ့ဒီလိုလိုင်းထက်ချင်းမျိုးကို constructed interference အားဖြည့်လိုင်းထက်ချင်းလို့ခေါ်ပါတယ် ဲ့ဒီမှာဆိုရင်လှိုင်းတစ်ခုစီရဲ့ amplitude သီးသန့်လာတဲ့ individual လှိုင်းတစ်ခုစီရဲ့ amplitude ဟာ A ဆိုရင်ဒီမှာသူတို့နှစ်ခုပေါင်းထပ်ခြင်းကြောင့် superposition ကြောင့်ဖြစ်ပေါ်လာတဲ့လှိုင်းရဲ့ resultant wave ရဲ့ amplitude ဟာ 2A ဖြစ်တယ်လို့ဆိုလိုတာပါအဲ့ဒါကိုတော့ constructive interference အားဖြင့်လှိုင်းတက်ခြင်းလို့ခေါ်တယ်တကယ်လို့များ resonant wafer လှိုင်းတစ်ခုစီရဲ့ amplitude ထက်ငယ်သွားမယ်ဆိုရင် smaller amplitude ဖြစ်သွားမယ်ဆိုရင်အဲ့လိုလှိုင်းထက်ခြင်းမျိုးကို disruptive interference အဖြစ်လှိုင်းထက်ခြင်းလို့ခေါ်တယ်။အဲ့လို resonant wafer zero amplitude ဖြစ်နေမယ်ဆိုရင်တော့အဲ့လိုလှိုင်းထက်ခြင်းမျိုးကို completely disrupted interference ဟို smaller amplitude ဖြစ်တာမဟုတ်ဘဲနဲ့နောက်ဆုံး zero amplitude လိုမျိုးဖြစ်သွားတယ်ဆိုရင်တော့ completely destructive interference လုံးဝအပြဲလိုင်းထက်ခြင်းလို့ခေါ်ပါတယ်။ကဲဆက်ကြည့်အောင် notes and antinotes အာ note မှတ်တင်နဲ့စန့်ကျင် note မှတ်များဆိုတဲ့ note နဲ့ antinote အကြောင်းကိုဆက်ပြီးတော့ဆွေးနွေးမယ်ဆိုရင် one characteristics of every stationary wave pattern is that there are points along the median which are called notes and antinote the point mark and in figure are always stationary they are called notes the point between notes are vibrating with different amplitude the midpoint between successive notes have the largest amplitude and are called antinotes which are marked a in figure ဒီမှာဆိုရင်တန်လိုင်းနေရထူးခြားချက်တစ်ခုကတော့သူဖြတ်သွားတဲ့ဂျားကန်နဲ့တခြားမှာအမှတ်တွေကိုဖြစ်ပေါ်စေတာပါဘယ်လိုအမှတ်မျိုးတွေလဲဆိုရင် note တွေ antinote တွေပါ အဲ့ဒီ note တွေ anti note တွေအားလည်းတလဲစီဖြစ်ပေါ်ပါတယ် note ကို an လို့သတ်မှတ်ပြီးတော့ anti note ကိုတော့ a လို့သတ်မှတ်ပါတယ်အဲ့ဒါတွေကသူတို့တန်လိုင်းနေသွားတဲ့ဂျာဂန်တဲ့တခြားမှာတလဲစီဖြစ်ပေါ်နေပါတယ်အဲ့တော့ note တွေကကြတော့အမြဲတမ်း stationary ဖြစ်တယ်ရပ်တန့်နေတယ်ဒါကို note လို့ခေါ်တယ်သူကတော့ zero displacement ပေါ့နော် point နဲ့ note တွေရဲ့ဈာမှာအမှတ်နဲ့ note တွေရဲ့ဈာမှာဆိုရင်သူကလွှဲချင်မတူတဲ့တုံးခါချင်းတွေရှိမယ်ကက်လျက်ရှိတဲ့ note တွေရဲ့ နှုတ်နှစ်ခုကြားအလယ်မှတ်ဟာအေလို့သတ်မှတ်တယ်ဒါကိုအန်တီနုတ်လို့သတ်မှတ်ပါတယ်သူဟာဆိုရင်အကြီးဆုံးလွဲချက်ရှိတယ်ကြီးမားတဲ့ amplitude ရှိတယ်အဲ့တော့ note တွေရဲ့အလယ်မှတ်ကိုအေလို့သတ်မှတ်တယ်အန်တီနုတ်လို့ခေါ်ပါတယ်အဲ့တော့ note နဲ့အန်တီနုတ်တွေကအမြဲတလဲစီဖြစ်ပေါ်နေပါတယ်အကွာအဝေးလည်းတူညီပါတယ်ဒီ ampli ဒီ anti note နှစ်ခုကြာအကွာအဝေးနဲ့ note တစ်ခုကြာအကွာအဝေးဟာ တူညီပါတယ်ကက်လျက်ရှိတဲ့နှုတ်နှစ်ခုကြားကက်လျက်ရှိတဲ့အန်တီနှုတ်နှစ်ခုကြားအကွာအဝေးကိုကျဲတော့ distance တစ်ခု lambda by 2လို့သတ်မှတ်တယ် lambda ကတော့လှိုင်းအလျားပါကဲဆက်ကြည့်အောင်နော်ဒီမှာဆိုရင် displacement နဲ့ distance နဲ့ graph ဆွဲထားတယ်။အော် displacement ဆိုတာဝိုင်းဝင်ရိုက်တန်းသွားတဲ့ amplitude displacement ဆိုတာ amplitude နဲ့ distance လှိုင်းသွားတဲ့အလျားရဲ့ဒါ graph ဆွဲထားတဲ့ပုံစံမှာအော်ဒါကတော့ ဟာဒီ note နဲ့ anti note နဲ့ကိုခွဲခြားပြီးတော့ပြကျင်တာပါเนาะအဲ့တော့ note and anti note always alternate and are equally spaced အဲ့တော့ note တွေ anti note တွေဟာတန်လိုင်းသွားတဲ့နေရာမှာတန်လိုင်းသွားတဲ့ဓာတ်ချက်မှာတလဲစီဖြစ်ပေါ်နေပြီးတော့သူတို့ရဲ့ spacing တွေဟာတူညီနေပါတယ်အဲ့တော့ to the distance between two successive note or anti note is equal to lambda by 2 where lambda is the wavelength ဒီမှာဆိုရင် ကက်လျက်ရှိတဲ့နှုတ်နှစ်ခုကြားအကွာအဝေးပေါ့ကက်လျက်ရှိတဲ့နှုတ်နှစ်ခုကြားအကွာအဝေး nn equal aa ပေါ့အဲ့ဒါဆိုရင်လေအန်တီနှုတ်နှစ်ခုကြားအကွာအဝေးအဲ့ဒါကိုတဲတော့လမ်မရာပိုင်း2လို့သတ်မှတ်တာပါအဲ့တော့လမ်မရာဆိုတဲ့အတိတ်ပဲဟာလမ်မရာဟာ wavelength မှာ the distance between note 2 near at and note note ကက်လျက်ရှိတဲ့ and note နဲ့ note နဲ့ကြားအကွာအဝေးဒီလို na ပေါ့ na ရဲ့အတိတ်ပဲကကြတော့ကျေတော့ lambda ပိုင်း ဖုန်းနဲ့သတ်မှတ်ပါတယ်။နှုတ်နှစ်ခုကြားအကွာအဝေးအန်တီနှုတ်နှစ်ခုကြားအကွာအဝေးကိုတော့လမ်ဘရာဝိုင်း2နဲ့သတ်မှတ်ပါတယ်။ client လျားတစ်ခုလုံးကြီးရတော့ဒီချက်တို့ဒီလို အပြည့်ပါ။ client လျားတစ်ခုလုံးဆိုရင်တော့ကျတော့လမ်ဘရာလို့သတ်မှတ်ပါတယ်။ဆက်ကြည့်ရအောင်။ example 6.1 if the distance between two consecutive notes of the stationary wave in its transstream 0.5 meter find the distance between two successive antinode find the distance between node and the nearest antinode ခုနပြောသလိုပဲကက်လျက်ရှိတဲ့ antinode နှစ်ခုကြားအကွာအဝေးကို ဖြေခိုင်းတာပါပုံစံမှာတဲ့ကပေးထားပါတယ် if the distance between two constitutive node ဇက်တိုက်ဖြစ်တဲ့ node နှစ်ခုကြားအကွာအဝေးတန်လိုင်းမှာရှိတဲ့ကက်လျက်ရှိတဲ့ node နှစ်ခုကြားအကွာအဝေးဟာ0.5 meter အဲ့လိုပြောလိုက်တာနဲ့တပြိုင်တည်းသူက lambda/2 ကိုတန်ပြောလိုက်တာပါ NN ကိုပြောလိုက်တာ lambda by 2က0.5 meter ရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပါအဲ့လို0.5 meter lambda by 2က0.5 meter ရှိတယ်ပြောတာ ਨੇ lambda ရဲ့တန်ဖိုးလှိုင်းလျာ1 meter ဆိုတာရှာလို့ရပါတယ်သူမေးတဲ့မေးခွန်းကနောက်ထပ်က distance between two successive antenna အဲ့လိုပဲတစ်ချက်ရှေ့မှာပြောခဲ့သလိုပဲကက်လျက်ရှိတဲ့ antenna နှုတ်နှစ်ခုရဲ့အကွာအဝေး ဒီမှာဆိုရင်ဒါနံပါတ်1ဟာကက်လျက်ရှိတဲ့ဒါက anti note ပါเนาะ anti note တကူကြာအကွာဝေး AA ပေါ့အဲ့ဒါကလည်း lambda by 2နဲ့အတူတူပါပဲအဲ့တော့ဒီနောက်နှစ်ခုကြာအကွာဝေးနဲ့တူတာဖြစ်တဲ့အတွက်0.5 meter လို့ပဲဖြည့်ပေးရမှာပါ distance between note and nearest anti note အဲ့တော့နောက်နှစ်ခုနောက်တစ်ခုနဲ့ကက်လျက်ရှိတဲ့ anti note ဆိုတော့ an လို့ na ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပါနောက်နဲ့ anti note ကြာအကွာဝေးကတော့ လမ်ဒါပိုင်း4ပါလမ်ဒါပိုင်း2ကိုမှဗာလဲသူကနှစ်ပိုင်းတစ်ပိုင်းနဲ့မြောက်လိုက်တာတစ်ဝက်ပဲရှိတယ်ဆိုတဲ့သဘောပေါ့เนาะအဲ့တော့လမ်ဒါပိုင်း4ဖြစ်ပါတယ်လမ်ဒါပိုင်း4ဖြစ်တဲ့အတွက်1ကိုလမ်ဒါရဲ့တန်ဖိုး1ကို4နဲ့စားလိုက်ခြင်းအပြင်0.25ပါဒါမှမဟုတ်လို့ရှိရင်လည်း0.5ကိုနှစ်ပိုင်းတစ်ပိုင်းနဲ့မျှရင်လည်း0.25မီတာပဲရမှာပါဆက်ကြည့်အောင် review exercise describe how stationary wave can be produced stationary wave တကူဘလို့ဖြစ်ပေါ်လာသလဲပေါ့เนาะဒီမှာတော့တစ်ချက်အဖြစ်ပြထားပါတယ်ရှေ့မှာလည်းတစ်ချက် explanation လောက်သွားတဲ့ slide တွေမှာလည်းဒီပုံနဲ့ပဲဒီပုံလေးနဲ့ပဲ stationary wave တန်လိုင်းတကူဘလို့ဖြစ်ပေါ်သလားသလဲဆိုတော့ demonstrate ကို ရှင်းပြပြီးသားဖြစ်ပါတယ်အဲ့တော့အဲ့ဒီရှင်းပြတာကိုထပ်ပြီးတော့ပြန်ပြီးတော့ study လုပ်ပါ now internet google မှာလည်း find out လုပ်ပြီးတော့ experiment အဲဒါမှမဟုတ်လို့ရှိရင် formation of ပေါ့ formation of stationary wave ဘလို့ဖြစ်ပေါ်လာသလဲဆိုတာရိုက်ကြည့်လိုက်ပါရိုက်ကြည့်လိုက်တာနဲ့ video file မှာတစ်ခါတည်းကြည့်လို့ရပါတယ် stationary wave ဒီ vibrator နေပြီးတော့လက်နဲ့ vibrator တုံးခါလို့ vibrator ရဲ့ကြောင် vibrator နဲ့တင်းနေအောင်လက်တင်းနေအောင်ခြိထားတဲ့ကျိုးဟာလက်ကလည်းတင်းနေအောင်ဆွဲထားမယ်ဒီက vibrator တုံးခါခြင်းအပြင်ဖြစ်ပေါ်လာတဲ့ပုံစံကို တရုတ်ပြချင်းကိုစာရွေ့မဟုတ်ဖ ೇನೆ လက်တွေ့ကြည့်ပြီးတော့မှကိုယ့်ရဲ့ကိုပိုင် own words နဲ့ပြန်ပြီးတော့ဒီမေးခွန်းလေးကိုပြန်ဖြေကြည့်ပါနော်စူးစမ်းကြည့်စေချင်ပါတယ်ဒီမှာတော့ဒီချေကဖြေပြီးသားဖြစ်တယ်မင်းတို့လည်းကိုယ်တိုင်စူးစမ်းပြီးတော့လေ့ကျင့်ပြီးတော့ရနိုင်ပါစေအဲ review exercise number 2ကိုဆက်ကြည့်အောင် how are anti notes and note create in stationery way stationery wave မှာ note တွေ anti note တွေဘလို့ဖြစ်ပေါ်လာတယ်လဲပေါ့ ဒီချက်ဒီမှာဖြည့်ပြထားပါတယ်ရှင်းပါလဲမင်းတို့ကို slide တင်နဲ့ပြောပြပြီးသားဖြစ်ပါတယ်အဲ့တော့ကြည့်မယ် and in notice form the point where two way make totally constructed interference constructed အဖြစ် line ထက်ချင်းလုံးဝဖြစ်ပေါ်တဲ့ line တစ်ခုမှာဖြစ်ပေါ်တဲ့အမှတ်ကိုဘာလို့ခေါ်လဲ anti note လို့ခေါ်ပါတယ်အဲ့တော့ notice the form a point where two way make totally destructive interference destructive interference အပြက်လိုင်းထက်ချင်းကြောင့်ဖြစ်ပေါ်လာတဲ့အမှတ်ကိုတော့ note လို့ခေါ်တယ်။ဘာကြောင့်လဲဆိုရင် note က no displacement ဖြစ်တယ်၊0ဖြစ်တယ်၊ note ကလိုင်းမှာလည်းဖော်ပြပါတယ်။ note ကဒီလိုလိုင်းလေးပေါ်လာလို့ရှင် note က zero displacement ဖြစ်ပြီးတော့ amplitude ဖြစ်ပေါ်တဲ့နေရာ anti note ဖြစ်ပေါ်တဲ့နေရာပေါ့အဲဒါကတော့လှိုင်းရဲ့ constructive interference နဲ့အားပြေလိုင်းတက်ခြင်းမှာဖြစ်ပေါ်လာတဲ့အမှတ်ကိုတော့ anti note လို့ခေါ်ပြီးတော့ ဒါအပြက်လိုက်တဲ့အချင်းကြောင့်ဆိုရင် no displacement ဖြစ်တဲ့အတွက် node ကဒီနေရာမှာပေါ်ပါတယ်။ဒါ तू က stationary ဖြစ်နေပါတယ်နော်။ဒီချက်ဒီနေ့သင်မဲ့သင်ခန်းစာကတော့ဒီလောက်ပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်။ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေကွန်အဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်။